အာမင်္ဂလာပါကျွန်တော်တို့ဒီ Worship Through the Bible Series အာ Season 2အာ Episode 10အာစေပတ်တိုင်းတိုင်းเนาะဘုရားရဲ့ပူဆောင်ပေးတဲ့အရာပေါ်မှာပြန်လည်ပြီးမှရေတွက်ပြီးတော့ခြေစွတော့ချီးမွမ်းနေဘုရားရဲ့ဒီနေ့စီစဉ်ပေးတဲ့နှုတ်ကပတ်တော်ဒီနေ့ဖွင့်ပြခြင်းနဲ့တူနားလည်စေနိုင်တဲ့တန်ရှင်သောဝိညာဉ်တော်နဲ့တကွเนาะဒီနေ့အာ ကျွန်တော်တို့အတွက်ဂျန်စီလှုပ်ဆောင်နိုင်တဲ့ဒီဟာခွန်အားအချိန်အစွမ်းအားလုံးเนาะဘုရားစီကပဲဟာစီစဉ်တာဖြစ်တဲ့အတွက်ကြောင့်ဘုရားရဲ့ကျေးဇူးတော်ထူးချီးမွမ်းပါတယ်လို့เนาะဟာကျွန်တော်တို့ဟာဒီတပတ်မှာတော့เนาะကျွန်တော်တို့လေ့လာလက်ဆရှိတဲ့ဟာဒီဝိပုဘာ channel ကเนาะရစ်တေတွေကနေကျွန်တော်တို့လေ့လာတဲ့အခါမှာဒီနေ့မှာတော့ဟာကျွန်တော်တို့ဟာမိတ္တဟာရရစ်ပေါ့เนาะမိတ္တဟာရရစ်ဟာ fellowship offering လို့လည်းခေါ်တယ်။အများစု ခေါ်တာတော့ peace offering လို့လည်းခေါ်တယ်။ဒီမိသားရာရဲ့အကြောင်းကိုကျွန်တော်တို့လေ့လာဖို့ဒီနေ့ပြင်ဆင်တာဖြစ်တယ်။ဒီနေ့မိသားရာရဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့ပြောတဲ့အရာအားလုံးဒီဝိပုယချံအခန်းကြီး3ထဲမှာပါတယ်လို့နောက်ထပ်ဝိပုယချံနည်းနည်းလေးကြော်လိုက်ပြီးဝိပုယချံ9အငယ်17ကနေ38ထဲမှာလည်းပါတဲ့အကြောင်းအရာတွေကနေကျွန်တော်တို့ဒီနေ့ဆင်ခြင်ပြီးတော့ပြောတာဖြစ်ပါတယ်လို့နော်။ဝိပုယချံ3ဒီ အာရစ်လာပူဇော်မဲ့ဣသရေလလူမျိုးပေါ့နော်အာပုံမှန်တမ်းမှန်နော်လူတယောက်ကိုပြောတာလေးမန်းတယောက်ကိုညွန်ကြားတဲ့ instruction တွေဖြစ်ပြီးတော့မှဘုရားကျောင်းခုနှစ်ကတော့ရေဘရဟိတ်ပေါ့နော်အာရေဘရဟိတ်ကိုအာဖခင်ကဒီလူ ဒီဒီရစ်လာပူဆောင်ရင်ဘယ်လိုလောက်ကမလဲဆိုတော့ instruction ကိုပြောထားတာဖြစ်ပါတယ်เนาะအဲ့တော့ဒီနှစ်ခုလုံးကနေအာကျွန်တော်တို့အာဖတ်ဖတ်ဖတ်ဖို့လေ့လာဖို့အာလိုတာဖြစ်ပါတယ်လို့เนาะကျွန်တော်ဥသွားပထမအဲ့ဒါလေးပြောခြင်းတယ်အာเนาะကျွန်တော်တို့ဒီမိသားရာရစ်ပေါ့เนาะဒီနေ့ fellowship offering အာဒီနေ့ peace offering အာကျွန်တော်တို့နားလဲလွဲတတ်တဲ့အရာလေးတခုကိုကျွန်တော်ပြောပြခြင်းတယ်အာအဲ့ဒါကတော့အာ peace offering လို့ပြောတဲ့ခါမှာဒီနေ့ဖျားနဲ့ နော်ရန်ငိမ့်ဖို့အတွက်အာဘုရားနဲ့အပြစ်ပြေဖို့အတွက်အာဒီရစ်ကိုလာပူဇော်တယ်လို့အာကျွန်တော်တို့အမှတ်မှားတတ်တယ်ပေါ့နော်တေချာမဖတ်လို့ရှင်အဲ့လိုအမှတ်မှားတတ်တယ်အာတကယ်တော့ဒီ peace offering fellowship offering ဆိုတာကဘုရားနဲ့ရန်ငိမ့်ဖို့အတွက်တနည်းအားဖြင့်ပြောလို့ရှင်ရဲ့နော်အပြစ် ပြေဖို့အတွက်အပြစ်ဖြေဖို့အတွက်လာပူဇော်တဲ့ရစ်မျိုးမဟုတ်ပါဘူးနော်အပြစ်ဖြေဖို့အတွက်ပူဇော်ရတဲ့ရစ်ဒီကျွန်တော်တို့နောက်ပတ်မှာပြောမယ် saint offering အာအပြစ်ဖြေရရစ်သက်သက်ရှိတာဖြစ်တယ်အာဒီမိတ်ဓာရရစ်ကတော့ ဒီနေ့ဖះနဲ့ရံပတ်ဖြစ်နေတဲ့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒီမွေးကလေးကအာဒီနေ့နော်ဖះနဲ့ရံပတ်ဖြစ်နေတာဖះရဲ့တစ်ဖက်မှာကျွန်တော်တို့ရောက်နေတာဖះနဲ့စစ်ဖြစ်နေတာဖြစ်တယ်အာနော်ကျွန်တော်တို့ဒီဖះကိုတပုံထားတဲ့သူတွေဖះကိုမရွေးတဲ့သူတွေဖះကိုညင်းတဲ့သူတွေအာအပြစ်ထဲကနေနော်ဝေးပြီးမှဖះဘက်ကိုပြန်မလာနိုင်တဲ့သူတွေအဖြစ်နဲ့ကျွန်တော်တို့အာနော်မူလပထမမှာအားလုံးရှိနေကြတာဖြစ်ပါတယ်ဒါပေမဲ့ခရစ်တော်ရဲ့လောကကတိုင်းမှာကိုစား အသေးခံပေးခြင်းကိုစားစီရင်ခံပေးခြင်းကြောင့်ဒီခရစ်တော်ရဲ့ယဉ်ငြိမ်းခြင်းတရားကြောင့်ပြန်ပြီးတော့မှဖခင်နဲ့ reconcile ဖခင်နဲ့ပြန်ပြီးတော့မှ make peace ဖခင်နဲ့ပြန်ပြီးတော့မှဒီနော်ပြန်ပြီးမှယဉ်ငြိမ်းတာဖြစ်တယ်ဖခင်နဲ့ပြန်ပြီးတော့မှနော်ချိန်ဖခင်ရဲ့ဖခင်ရှိမှငြိမ်သက်ခြင်းပေါ့နော်ဖခင်နဲ့ peace ပြန်ဖြစ်ရတာဖြစ်ပါတယ်အဲ့တော့ဒီမိသားစုကိုပူဇော်ရဲဆိုတာကဒီ peace ဖြစ်ဖို့အတွက်ဘုရားနဲ့ peace ဖြစ်ဖို့အတွက်ဘုရားနဲ့ယဉ်ငိမ့်ဖို့အတွက်လာပူဇော်တဲ့ရစ်မျိုးမဟုတ်ပဲနဲ့ဘုရားနဲ့ယဉ်ငိမ့်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဘုရားနဲ့မိတ္တဟာရဖွဲ့ဖို့ဘုရားနဲ့မွေးလျော်ဖို့အာဘုရားကိုကျေးဇူးတင်လို့ဒီလိုပြန်လာပြီးတော့မှအာပူဇော်တဲ့အာရစ်မျိုးဖြစ်တယ်ဆိုတာကိုအာကျွန်တော်တို့အာပထမအ우ဆုံးအာနားလဲဖို့လိုတာဖြစ်တယ်ဒီမိတ္တဟာရရှိသည်အာကျွန်တော်တို့ပြေးခဲ့တဲ့နှစ်ပတ်ကကျွန်တော်တို့လေ့လာတဲ့เนาะဒီနေ့အာ burn offering မိရှုရာရဲ့ grain offering ပေါ်စင်ပူဇော်တကာရစ်လိုပဲအာဒါစေတနာစိတ်အရာ voluntary အာပူဇော်ရတဲ့ရစ်ဖြစ်ပါတယ် compulsory မဟုတ်ပါဘူးဘုရားကလူတိုင်းမပူဇော်မနေရလို့သတ်မှတ်ထားတဲ့ရစ်မျိုးမဟုတ်ဘူးကျွန်တော်နောက်ဘက်ဒီမှာလေ့လာမယ် sin offering guilt offering ကတော့လူတိုင်းပေါ့နော်ဒါဒီအပြစ်ဖြေရာရစ်ဒုစရိုက်ဖြေရာရစ်တွေကတော့လူတိုင်းပူဇော်ကိုပူဇော်ရမယ်လို့ဘုရားရဲ့သတ်မှတ်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမိသားရာရစ်တွေလည်းကျွန်တော်ပြီးခဲ့တဲ့အပတ်တွေကလေ့လာသလိုပဲစေတနာစိတ်အလျောက်ဘုရားနဲ့ အာဘုရားနဲ့ရင်ငိမ့်တဲ့အတွက်ကြောင့်ဘုရားရဲ့လက်ခံခြင်းကိုပြန်ရပြီမလို့ဘုရားနဲ့အပြစ်နဲ့အရင်ကဝေခဲ့ပေမဲ့အခုဘုရားနာကိုပြန်ရောက်ရပြီဖြစ်လို့ဘုရားနဲ့မိတ္တဟာရဖွဲ့မယ်ဘုရားနဲ့မွေ့လျော်မယ်ဘုရားနဲ့ fellowship အာဆိုတဲ့အာလှုပ်ချင်တယ်ဆိုတဲ့နှလုံးသားနဲ့အာလာပြီးမှပူဇော်တယ်အာရစ်မျိုးဖြစ်တာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းပြောရပါတော့ဒီ yes ရဲ့စကလုံးရဲ့မူရင်းစကလုံး corbin ဆိုတာဒီအာဒီနေ့ sacrifice ဒီ yes တစ်ခုပဲတစ်ခုခုလာလုပ်ပေးရမှုနီးသွားဖို့ဘုရားက ပြင်ဆင်တဲ့ပြင်ဆင်ခြင်းမျိုး closeness ဖြစ်ဖို့เนาะ drawing near ဖြစ်ဖို့ဆိုတဲ့အရာလေးကျွန်တော်ပြီးခဲ့တဲ့အပတ်ကလည်းဆင်ခြင်းဖြစ်တယ်ပေါ့เนาะဆိုတော့ဒီသဘောပဲဖြစ်တယ်မိသားစုရည်တည်တယ်ဟာဒီနေ့เนาะဒီဖះနဲ့နီးသွားဖို့ဖះနဲ့ဆွဲသွားဖို့ဖះနဲ့ဖះနားကိုဆွဲခံရဖို့ဖះနဲ့အာပူပြီးမှတိကျွမ်းရဖို့လာပြီးတော့မှအာဖះရဲ့အပြစ်လွတ်ခြင်းကိုခံရတဲ့သူ တနည်းအားဖြင့်လောဝါကားတိုင်းတရားကြောင့်အာခရစ်တော်ကြောင့်ခရစ်တော်ကြီးခရစ်တော်ရဲ့လောဝါကားတိုင်းတရားကြောင့်ဒီနေ့အပြစ်လွတ်ရတဲ့သူတွေဘုရားနဲ့ပြန်ပြီးမှမိတ္တဟာရာပြုတယ်ကျေးဇူးတင်တဲ့နှလုံးသားနဲ့လာပြီးပူဇော်တဲ့ရှင်မျိုးဖြစ်တယ်ဆိုတာကိုအာကျွန်တော်တို့နားလည်ရတာဖြစ်တယ်ရှင်ဘောလူဝါတာကိုယောမငါအငဲတက်မှာနော်ဒီလိုပြောပါတယ်ထို့ကြောင့်ငါတို့ဒီယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်လျင်ငါတို့သခင်ယေရှုခရစ်အားဖြင့်ဘုရားသခင်ရှေ့တော်၌နိုင်တဲ့ခြင်းကိုခံစားကြ၏ ကျွန်တော်တို့ရဲ့ခရစ်တော်ကိုယုံကြည်ခြင်းကြောင့်ဖခင်ကကျွန်တော်တို့ကိုဖြောင့်မတ်ရမှာရှိတယ်လို့သတ်မှတ်ပေးခြင်းနဲ့အတူခရစ်သခင်ယေရှုခရစ်တော်အားဖြင့်ဖခင်ရှေ့မှာကျွန်တော်တို့သည် peace ရှိတယ်ငြိမ်သက်ခြင်းရှိတယ်ဒီအပေါ်မှာကျွန်တော်တို့လာပြီးတော့ celebrate လုပ်တယ်ရစ်သည်လာပြီးတော့ enjoy လုပ်တယ်ရစ်သည် မိသားရာရစ်ဖြစ်ပါတယ်တော့မိသားရာရစ်ကိုပူဇော်မဲ့သူကနွားယူလာလို့ရတယ်သိုးစိတ်တကောင်ကောင်ယူလာလို့ရတယ် အာဆိုတော့တခုထူကြတာတော့မိသဟာရရစ်ကနော်ဒီနေ့အထီးဖြစ်ဖြစ်အမားဖြစ်ဖြစ်အာကျွန်တော်တို့ယူလာလို့ရတာဖြစ်တယ်နော်ဒီနေ့အာအပြည့်အနာစာမပါတဲ့အကောင်တော့ဖြစ်ဖို့လိုတယ်ပြီးတဲ့အခါမှာအာနော်ဒီနေ့အာတတ်ရတာပါတယ်အသွေးသွင်းရတာပါတယ်နော်ပြီးပြီးလို့ရှိရင်အာအဓိကတော့အစီဥနဲ့အသွေးကနော်အတွင်းကလီစာတွေကနော်ဖျားနဲ့ဆိုင်တာဖြစ်တယ်အာဒီဒီရစ်မှာတော့တခြားရစ်တွေနဲ့မတူဘဲနဲ့ထူးခြားချက်တည် ဘာလဲဆိုတော့ဒီရစ်ကိုအာအာယူလာတဲ့သူကအာသူယူလာတဲ့ရစ်ထဲကတချို့အစိပ်ပိုင်းကိုအာစားခွင့်ရှိတာဖြစ်တယ်။အာရစ်ပရောဟိတ်ဒီလေဒီယူလာတဲ့ရစ်ထဲကတချို့အစိပ်ပိုင်းကိုစားခွင့်ရှိတာဖြစ်တယ်။အာကျွန်တော်တို့ပြီးခဲ့တဲ့เนาะနှစ်ပတ်လောက်ကလေ့လာတဲ့မီရှိုးရာရစ်ဆိုရင်တကောင်လုံးပူဇော်လိုက်တာဘာမှမကြံမဲနဲ့เนาะဒီနေ့ပြားဖြစ်သွားအောင်ကျွန်တော်ပူဇော်တာဖြစ်တယ်ဒါပေမဲ့ဒီမိတ္တဟာရရစ်ကတော့အာဒီနေ့အဲ့လိုမဟုတ် ဖရာအတွက်ကိုပူဇော်တဲ့အရာတွေကเนาะဒီမှာပြောရဆိုစီဥနဲ့အတွင်းအစိပ်ပိုင်းနေเนาะဒီနေ့ဖရာကိုကျွန်တော်တို့ဟာမီးရှို့ရရစ်မီးရှို့ပြီးတော့မှเนาะဒီမှာမိသားရာရစ်အဖြစ်ပူဇော်လိုက်တာဟာဖြစ်တယ်ဒါပေမဲ့ကြံတဲ့တချို့အပိုင်းတွေတော့ဟာဒီနေ့เนาะဒီနေ့အာယုံနဲ့သူ့ရဲ့သားတွေကိုဟာဖရာကနော်အာစားကိုင်းတာရှိတယ်အာပြီးတဲ့ခါမှာတခြားရစ်ဘရိုဟိတ်တွေအမှုဆောင်တဲ့ရစ်ဘရိုဟိတ်တွေစားကိုင်းတာရှိတယ်လို့ဒီနေ့ရစ်ကိုပူဇော်ဖို့ယူလာတဲ့ เนาะဒီနေ့လာတဲ့သူလဲစားခိုင်းနေရှေ့ဘာကိုပုံဆောင်တာလဲဆိုတော့ဒီမှာ fellowship me ဟာအတူတူကွာဒီနေ့မွေးလျော်တာဘုရားရဲ့ဇပွဲမှာဘုရားနဲ့အတူစားတောက်တာဘုရားနဲ့အတူမွေးလျော်တာဒီနေ့ဟာအချိန်ယူတာဒီနေ့အတူတူကစားတောက်တယ်ဆိုတာဒါယဉ်နီးခြင်းကိုကျွန်တော်အများအားပုံဆောင်တာဖြစ်တယ်အတူတူကစားတောက်ခြင်းဒီလဲယဉ်နီးခြင်းကိုဖြစ်စေတယ်ဟာကျွန်တော်တို့အာ เนาะကျွန်တော်တို့ activity တွေလုပ်တယ်ကျွန်တော်တို့เนาะ team activity တွေလုပ်တယ်တယောက်နဲ့တယောက်ပူပြီးရင်းနှီးဖို့ဆိုရင်ဟာဒါမှမဟုတ် cell group တွေပါတယ်လုပ်တယ်တယောက်နဲ့တယောက်ပူပြီးရင်းနှီးဖို့ဆိုရင်အစားတောက်လေးအများအားပါတယ်ဘာလို့လဲဆိုစားရင်တောက်ရင်စကားလေးပြောရင်လည်းလူကရင်းနှီးသွားတယ်အိမ်မှာဧည့်သည်လာတဲ့ဧည့်ခံတဲ့ထမင်းစပွဲနဲ့ဧည့်ခံတဲ့ဖြစ်တယ်ဆိုလိုတာအတူတကွအစားသုံးခြင်းဒီဒီနေ့မိတ္တဟာရာဖွဲ့ခြင်းတနည်းအားဖြင့်ရင်းနှီးကျွမ်းဝင်ခြင်းရင်းနှီးကျွမ်းဝင်အောင်လှုပ်ဆောင်ခြင်းကိုဟာဒီနေ့ဟာကိုစား ြုနေတာဖြစ်တယ်။ဒီမှာလည်းမျိုးလုံးထဲမှာမြင်ကြည့်လိုက်ဖခင်ရဲ့စပွဲထဲမှာဒီဒီဒီရစ်ကိုလာပူဇော်တဲ့အခါမှာစားရတဲ့လူတွေထဲမှာဖခင်ဖခင်လည်းပါတယ်။နော်ဖခင်တို့ကစီဦးနဲ့အတွင်အစိတ်ပိုင်းနေဒီလိုပဲအမှုဆောင်နဲ့နော်ရစ်ဘရိုဟိတ်တို့လည်းပါတယ်။ဟာဒီနေ့လာပူဒီတော့ရစ်ပူဇော်တဲ့သူလည်းစားရတဲ့ထဲမှာပါတယ်သူတို့ဟာလို့အတူတကွာမိသားစုဖွဲ့ပြီး celebrate လုပ်နေကြတာ။ဒါကအာပွဲခံနေကြတာဒီထဲမှာအာ ဝမ်းမြောက်နေကြတာဒီထဲမှာเนาะဒါဘာဘီကျူးပွဲရွေးပေါ့เนาะနှလုံးထဲမှာမြင်ကြည့်ဒီရစ်ကိုဟာလာပူဇော်တဲ့ခါမှာဟာလာပူဇော်တဲ့ပုံစံ၃မျိုးလောက်တော့ဟာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပထမတစ်ခုကတော့ဟာ Thanksgiving အနေနဲ့အာဖရာရှေ့ကိုလာပြီးမှပူဇော်တဲ့လူတချို့ ရှိတယ်။နော်ဒီနေ့အာတခုခုပေါ့ဘွာထဲမှာဘုရားရဲ့ခြေဆုပြုခြင်းခံစားရတယ်ဘုရားရဲ့ကိုယ့်ရဲ့ထဲကအာအခက်ခဲကိုကြော်လွှားရတဲ့အခွင့်မမျော်လင့်နာတဲ့အခက်ခဲကနေကြော်လွှားရတဲ့နော်ဘုရားဘုရားဘုရားပို့ဆောင်ခြင်းဘုရားရဲ့ခြေဆုပြုခြင်းကိုခံရတဲ့အကြောင်းခြေဆုတင်တယ်ဆိုပြီးတော့မှ Thanksgiving အနေနဲ့လာပြီးတော့မှအာလာပူဇော်တဲ့အာ လူတချို့လည်းအာဒီမိတ္တဟာရရှိကိုလာပူဇော်တဲ့လူတချို့လည်းကျွန်တော်တို့အာဖတ်ကြည့်ရင်တွေ့ရမှာဖြစ်တယ်ဂျေဆုတော်ဝန်ခံဖို့ရာပူဇော်တော်မိတ္တဟာရရှိလို့အာဒီနေ့ဝတ်ပြောကြတဲ့အခန်းကြီးခုနှစ်ထဲမှာရေးထားတာရှိတယ်ဒါမှမဟုတ်လို့ရှင်နောက်ထပ်ပူဇော်တဲ့တစ်ဖွဲ့ကကြတော့သစ္စာပြုရရှိပူဇော်တယ်ဆိုတော့အာအာမိတ္တဟာရရှိလည်းရှိတယ်ဒါကတော့ဘာလဲဆိုတော့ဘုရားနဲ့ကိုနဲ့အာဒါအာဘုရားအကိုဂတိပေးထားတာပေါ့အာဘုရားသခင်ဒါဒီဒီတစ်ခုဒါပြီးရင် ။တော့ဒီနေ့ဘုရားနဲ့ vow လုပ်ထားတာပေါ့။ဒီအချိန်လေးတစ်ခုကနေကြော်ပြီးွားရင်ဘုရားဒီအချိန်လေးတစ်ခုမှာကျွန်တော်ကိုအာလွတ်မြောက်ခွင့်ပေးရင်ကျွန်တော်ဉာဏ်ပညာပေးရင်တော့ကျွန်တော်အသက်တာတွေကအာဘုရားကိုဘလို့ပူဇော်မယ်ဆိုတော့ဒီလို vow နဲ့အာမိသားရာရစ်လာပြီးပူဇော်တဲ့သူလည်း share ဒါမှမဟုတ် free will ကိုလိုလျောက် ပူဇော်တဲ့မိသားရာရစ်အာသုံးမျိုးလည်းအာကျွန်တော်တို့ဒီထဲမှာဖတ်ရင်တွေ့ရတာအာဖြစ်ပါတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဘလို့ကြောက်မဲလာပြီးပူဇော်ပူဇော် ပူဇော်တဲ့သူနဲ့ဖခင်နဲ့အာတာ၍ရင်းနှီးဖို့အတွက်အာပူဇော်တဲ့ရစ်မျိုးဆိုတာကိုအာကျွန်တော်တို့အာနားလည်ရတာဖြစ်တယ်เนาะခုနကကျွန်တော်ပြောတဲ့အာခွဲပြီးတော့ခွဲဝေပြီးတော့စားရတဲ့အပိုင်းနေဆိုရင်เนาะအာကျွန်တော်တို့ဒီမှာဖတ်ကြည့်ရင်အာဒီနေ့เนาะ CU ပေါ့เนาะ fat အာအာဒီနေ့အတွင်းကလီစာပေါ့เนาะ fat ဆိုတာကအာအကောင်းဆုံးအပိုင်းပေါ့နော်စားလို့အရသာအရှိဆုံးအပိုင်းအမ်တန်ဖိုးအရှိဆုံးအပိုင်း ပြီးတော့တနည်းအားဖြင့် fat ဆိုတာခန္ဓာကိုယ်မှာ store energy ပေါ့နော်အားအားအဖြစ်နဲ့ပုံဆောင်တဲ့အပိုင်းဒီဒီနေ့ဖျားနေဆိုင်တာဖြစ်တယ်အတွင်းကလီစာအားလုံးဒီထဲမှာကြောက်ကက်တွေရောအသေးတွေရောပျော်ရိုင်ရှည်တွေအတွင်းကလီစာအားလုံးဒီလေအတွင်းသဘောအားလုံးဒီလေဖျားဖျားနေဆိုင်တာဖြစ်တယ်ဒီအရာကတော့မီရှို့ပြီးတော့မှဖျားကို ပူဇော်ရတာဖြစ်တယ်ပြီးတဲ့အခါမှာအာ ဒီ breath ပေါ့နော်ယင်ယင်ဘက်ပေါ့နော်ကျွန်တော်တို့ဟာယင်ယင်ပုံသားပဲဆိုလိုက်ပါတော့နော်ယင်ဘက်ကိုကြတော့အာယုံနဲ့သူရဲ့ဒါတို့ကယူရတာဖြစ်တယ်ယင်ဘက်ကိုကြတော့ဟာအာယုံနဲ့သူရဲ့ဒါတွေအတွက်အတူတကွာစားဖို့ပြင်ဆင်တာဖြစ်တယ်အာပြီးတဲ့အခါမှာပခုံးပေါ့နော်ပခုံးလို့ပြောရမယ်တကယ်တော့ဒါပေါင်ပါတိုင်းပေါ့နော်တိုင်းကိုကြတော့အာဒီနေ့အာနော်ဒီနေ့အာ hip pro hey เนาะอ่า အမှုဆောင်နဲ့ဟာရစ်ပရိုဟိတ်ကအာစရတာဖြစ်တယ်ဆိုတော့เนาะညာဘက်ယင်ပုံကအာယုံနဲ့သူ့ရဲ့သားတွေအတွက်ညာဘက်ပေါင်ကအာဒီနေ့အာရစ်ပရိုဟိတ်တွေအတွက်ဖြစ်တယ်ကြံတဲ့အစိပ်ပိုင်းတွေဟာဒီနေ့အာရစ်ပူဆိုဖို့လာတဲ့သူဒီစားဖို့ဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလေရတာဖြစ်တယ်အာဒီတဲမှာမှတော့တကယ်လို့ဖတ်ကြည့်ရင်ခြီလွဲပူဇော်တကာနဲ့ ခြီမြောက်ပူဇော်သက္ကာဆိုပြီးတော့နှစ်မျိုးနောက်ထပ်ပြီးတော့အာရေးထားသေးတယ်ပေါ့နော်ခြီလွှဲပူဇော်သက္ကာအနေနဲ့ကရင်ရင်ဘက်တာရင်ပုံကိုပြီးရင်ကြတော့ခြီခြီလွှဲပူဇော်သက္ကာနော် wave offering အာတခါတလေကြရင်အဲ့ဒါကြီးဖန်နေရောသွားတတ်တယ်ပေါ့နော်အာခြီလွှဲပူဇော်သက္ကာဆိုတာဘာမှမဟုတ်ဒီဖျားရှိမှာဒီနေ့ကိုယူလာတဲ့တဲ့ကဥမာရင်ညာဘက်ရင်ပုံကိုဒီနေ့ခြီလွှဲပူဇော်သက္ကာပူဇော်ရမယ်ဆိုရင်ဒီကိုလက်ထဲမှာထားပြီးတော့ဒီလို motion နဲ့လွှဲပြီးတော့မှဖျားရှိမှာအာ ပူဇော်တဲ့ဟာကိုပြောတာဖြစ်တယ်ဒါတော့ယူလာတဲ့သူရဲ့လက်ထဲမှာထားပြီးတော့မှရစ်ပရောဟိတ်ကအဲ့သူ့ကိုဝိုင်းကင်ပြီးတော့ပေးပြီးတော့ဒီလိုဖျားရှိမှ wave လောက်ပြီးတော့ပူဇော်တာကိုဟာဒီနေ့ပြပြရှိဟာဒါကိုခြေလွှဲပူဇော်တကာ wave offering လို့ခေါ်တာဖြစ်တယ်နောက်ခြေမြောက်ပူဇော်တကာအနေနဲ့ကပခုံးပေါ့နော်ခုနပြောတဲ့ပအောင်ကြတော့ခြေမြောက်ပူဇော်တကာလည်းကိုရစ်ပူဇော်ဖို့လာတဲ့သူရဲ့ဒီအသားပေါ့နော်ဒီဒီမှာဆိုရင်ပခုံးတနည်းအားဖြင့်ပအောင်ကိုလက်ပေါ်မှာတင်ထားပေးတယ်ပြီးတော့သူကကြတော့ဒီလို motion နဲ့ရှေ့နောက် back and forth back and forth ပေါ့နော်ဒါကိုရေပရောဟိတ်ကသူ့လက်ကိုဝိုင်းကင်ပေးပြီးတော့မှအာဒီလိုပူဇော်ပေးတဲ့ဟာကိုခြိမြောက်ပူဇော်တဲ့ကတာ heave offering လို့ပေါ့နော်အာကျွန်တော်တို့အာဒီမှာဖတ်တဲ့ခါမှာကျွန်တော်တို့နားလည်ရတာဖြစ်တယ်เนาะဒီဘာလို့ဆိုလိုနေလဲဆိုတော့เนาะဖရာသခင်ကိုရောကိုယေရှုတင်တဲ့စိတ်နဲ့ကျွန်တော်ဒီမှာလာပြီးပူဇော်တယ် ါပေမဲ့ဒါအားလုံးကတကယ်တော့ကိုရောပေးတာပါပဲဆိုတော့အရာကိုပို့သွင်းနေတာဖြစ်တယ်ကိုရောကိုရောကကျွန်တော်ကိုပေးတယ်ကျွန်တော်ကကိုရောကိုပြန်ပေးတယ်ဒီတဲကကိုရောပေးတဲ့တဲကကိုရောကိုကျွန်တော်ပြန်ပေးတယ်ကိုရောကကျွန်တော်ကိုပြန်ပေးတယ်ဒီတဲမှာဖရားနေကျေးဇူးတင်တယ်အားလုံးကကိုရောစီကလာတာပါကျေးဇူးတင်တဲ့နှလုံးသား Thanksgiving နဲ့အာပူဇော်ရတာဖြစ်ပါတယ်เนาะကျွန်တော်တို့အာဒီ900ပေါ့เนาะ929အငယ်14ထဲမှာဒါဝိတ်အာပြောတဲ့အရာလေးတခုရှိရပါတော့เนาะဒါကတော့သူ အာဘိမှန်တော့စောက်ဖို့သူ့သားလက်ထက်မှာဘိမှန်တော့စောက်ဖို့အတွက်เนาะသူပစ္စည်းတွေစုတဲ့အခါမှာအလှကံပစ္စည်းတွေစုရဲသူကိုယ်တိုင်လည်းလှူတယ်အဲ့ခါမှာအများကြီးပဲဖြစ်တဲ့အခါမှာအာကြည့်ပြီးတော့မှเนาะဒါဝိပြန်ပြောတဲ့စကားလေးတခုကျွန်တော်ဖတ်ချင်တယ်အာတို့ရရင်ကြီးညိုသောစိတ်နဲ့ဤမြလောက်ပူဇော်နိုင်အောင်ကျွန်ုပ်နဲ့ကျွန်ုပ်ဤလူတို့သည်အဘယ်သို့တော်သူဖြစ်ပါသနည်းခတ်သိမ်းသောအရာတို့သည်တကူတော်ကြောင့်ဖြစ်ပါ၏အကျွန်ုပ်တို့သည်ကိုရောဤဥစ္စာတွေကသာကိုရောအားပူဇော်ပါ၏တကယ်တော့အာ ဒါဝိပြောသလိုပဲကျွန်တော်တို့ထဲကနေဘုရားကိုပေးနိုင်တယ်ဆိုတဲ့အရာမရှိပါဘူးဘုရားပေးထားတဲ့အရာတွေကပဲကျွန်တော်တို့ဘုရားကိုစေတနာစိတ်နဲ့အာပြန်ပြီးတော့မှလာပြီးပူဇော်တာဖြစ်တယ်ဘုရားနဲ့တာ၍နီးဖို့အတွက်ဒီနေရာမှာအာဒီနေ့မိတ္တဟာရရစ်ပူဇော်ခြင်းအမှုကိုအာကျွန်တော်တို့ပြုတာဖြစ်ပါတယ်ဒီနေ့ဘုရားကသူ့ကိုကျေးဇူးတင်တဲ့စိတ်နဲ့လာတောင်းတဲ့ခါမှာတော့အာအပြည့်အနာစာမပါတဲ့အရာဆိုလိုတာတော့အကောင်းဆုံးဆိုတဲ့အရာကိုတော့ကျွန်တော်တို့ဇေယတောင်းတာဖြစ်တယ်ဒီလိုပဲစီဥ်ပေါ့နော် လူရဲ့အကြိုက်ဆုံးသဲကြိတ်ကြိုက်ဖြစ်တဲ့တန်ဖိုးအရှိဆုံးဆိုတဲ့အရာကိုဘုရားတောင်းတာဖြစ်တယ်။အဲ့တော့ဘုရားကတခါတလေမတရားဘူးလို့သင်တဲ့ကျွန်ုပ်ထင်ကောင်းထင်နိုင်တာဖြစ်တယ်။ဒါပေမဲ့ဘုရားကသူ့ကိုပေးတဲ့ခါမှာအကောင်းဆုံးပဲ reject ကျွန်တော်ရဲ့ reject ကိုသူမလိုချင်ဘူးကျွန်တော်တို့လှုပ်ချင်တာလှုပ်ပြီးတော့မှအာကြံတဲ့ဟာတစ်ခုကိုသူ့ကိုပေးတာဘုရားမလိုချင်ဘူးဒါသူ့ရဲ့တဘောတဘာဝပဲအာသူ့တို့အကောင်းဆုံးပဲထိုက်တန်တယ်ဘုရားကျွန်တော်ရဲ့ reject ကိုလက်မခံဒါကြောင့်ကျွန်တော်တို့တတ်နိုင်တဲ့ထဲကအကောင်းဆုံးကိုတော့ ဘုရားကိုကျွန်တော်တို့ကျေးဇူးတင်တဲ့စိတ်နဲ့လာပေးဖို့လိုတာဖြစ်တယ်။တကယ်တော့ဘုရားဘက်ကသူ့ရဲ့အကောင်းဆုံးကိုကျွန်တော်တို့အရင်ပေးခဲ့ရဆိုတော့ကျွန်တော်တို့မမေ့ဘူးလိုတာဖြစ်ပါတယ်။သူ့ရဲ့အကောင်းဆုံး၊သူ့အနှစ်သက်ဆုံး၊သူ့အချစ်ဆုံး။သူကြည့်လိုက်တိုင်းသူ့မျက်လုံးထဲမှာ perfect ဖြစ်တယ်ဆိုတဲ့သူ့ရဲ့သားကိုကျွန်တော်တို့အတွက်သူ့ဘက်ကအရင် ပေးတဲ့ဘုရားသည်ကျွန်တော်တို့ရဲ့ကျေးဇူးတင်တဲ့စိတ်နဲ့ဘုရားကိုပြန်ပေးဖို့အတွက် အကောင်ဆုံးဆိုတဲ့အရာနဲ့မိသားရာဖွဲ့ခြင်းနဲ့ဆိုတဲ့နှလုံးသားနဲ့ကျေးဇူးတင်နေဆိုတဲ့နှလုံးသားနဲ့ဒီနေ့ကိုအလိုအလျောက်ကျေးဇူးတင်နေဒီနေ့ဖခင်နဲ့ peace ပြန်ဖြစ်ရပြီဖခင်နဲ့ဝေးနေရတယ်ဖခင်နဲ့ပြန်နေရပြီဖခင်နဲ့ပြန်ပြီးမှအချိတ်ဆက်မိသားရာဖွဲ့ရပြီဆိုတဲ့စိတ်နဲ့ဖခင်နဲ့ဇပွဲကိုကျွန်တော်တို့တိုးဝင်မယ်ဖခင်နဲ့အတူစားမယ်ဖះနဲ့အတူဒီနေ့စားတော့ရတဲ့အခွင့်ဖះနဲ့အတူဒီနေ့မွေးလျော်ရတဲ့အခွင့်နဲ့တာ၍ယဉ်နေဖို့အတွက် ကျွန်တော်တို့ရဲ့အကောင်းဆုံးကျွန်တော်ယေရှုတင်နေဆိုတဲ့နှလုံးသားနဲ့ကျွန်တော်တို့ပေးခြင်းသည်ကျွန်တော်ရဲ့အသက်တာအတွင်းမှာအသက်ရှင်ခြင်းသည်ဒီနေ့ဘုရားကိုမေတ္တာဟာရရဒီနေ့ peace offering ဒီနေ့အပြည့် fellowship offering နဲ့အာပူဇော်တာဖြစ်ပါတယ်။ရောက်ချင်းစီတိုင်းပေါ်မှာဘုရားရဲ့ကောင်းချီးမင်္ဂလာတာ၍ရှိပါစေ။